ချမ်းသာကြွားခြင်းနဲ့ဆိုရင်ဂိတ်ကနန်းနေ Q cycle ကိုကြီးကြည့်ပါတယ်အားလုံးပဲမြင်လာပါကျွန်တော်လူတော်များအောင်မေးကြည့်ရင်ချမ်းသာကြွားခြင်းမှာဆိုရင်ဒါချမ်းသာခြင်းအတိုင်းပဲပြောကြတယ်ဒါပေမဲ့ financial report တွေဖတ်ပြလာနော်ဒီဂိတ်ကနန်းနေဒီတွက်ချက်ပြီးတော့မှအကူလုံးဆက်ရှိရတဲ့လှုပ်ပြက်လာကျွန်တော် race တွေနဲ့ကျွန်တော်စွန်းစားမှုတွေနဲ့လှုပ်ပြက်လာစသဖြင့်ကျွန်တော်မြင်ကျင်တော်တော်များမလှုပ်ပြက်ကြဘူးလေတကယ်တမ်းကျတော့အဲသူတို့ကချမ်းသာခြင်းကြတယ်ဒါပေမဲ့ဂိတ်ခန်းန်းတွေကိုကျတော့ကြောက်တယ်ဗောလေ အကျွန်တော်မန်နေဂျာအများစုပဲမေးခြင်းသိတာလေအမင်းနေနဲ့ financial report တွေပုံမှန်ဖတ်ပြလားအကိုလုံးမဲ့အလုပ်တွေအရှုံးမြတ်တွေကို track ချက်ကြည့်ရလားကိုလုံးမဲ့အလုပ်တွေကိုစွန့်စားမှုတွေ track ချက်ကြည့်ရလားစသဖြင့်မေးပြီဆိုလို့ရှိရင်အဒါသည်ငါတို့နဲ့မဆိုင်ဒါ finance department ကလုပ်လိုက်မယ်ဆိုပြီးသူတို့ပြောကြတာတွေ့လိုက်မယ်ဒီလိုပဲကျွန်တော်တို့ကဒီ startup အများစုမေးခြင်းအမင်းရဲ့လုပ်ငန်းမှာပေါ့နော်ဘယ်အရာဘယ်ကိစ္စကအရေးကြီးလို့ဖို့အလို့အဆုံးဖြစ်မလဲဆိုရင်ဒါ financial management ပဲဆိုပြီးတော့သူတို့ပြောကြလိုက်မယ်ဆိုတော့ ဒါအများစုကအဓိကတော့ဒီငွေကြေးကျော်ဝခြင်းနဲ့အချိုးမြတ်တွေရခြင်းနဲ့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်ဒီ financial report တွေဖတ်တာနောက်ဒီအကိန်းငွေနဲ့တွက်ချက်တဲ့ကိစ္စတွေဒီလိုကိစ္စတွေမှာတို့ခေါင်းရှုံမခံခြင်းကြောင့်ဒီလိုကိစ္စတို့သဘောမကျကြဘူးပေါ့လေကျွန်တော်ငွေကြေးညံရင်မြင့်တဲ့သူတွေဒီချမ်းသာကျော်ဝတဲ့သူတွေကြတော့ဒီကိစ္စမှာတို့လောက်ဆက်ရှိတာလောက်တယ်တို့ financial goal တွေသတ်မှတ်တယ်နောက်ဒီတွက်ချက်ပြီးတော့တို့စွန်စားဆက်ရှိတာစွန်စားတယ်တို့ဘယ်လုံးကမှာ နောက်ဘယ် investment မှာတို့အရင်ဒီဘယ်လောက်ထည့်ပြီးတော့အလုပ်ရင်တော့ဘယ်ချိန်မှာဘယ်လောက်အကျိုးများရနိုင်လဲဆိုတော့တို့တွက်ချက်တယ်အဲ့အတွက်လည်းစွန့်စားစရာရှိတာစွန့်စားပြီးတော့တို့လှုပ်ဆက်ရှိတာလှုပ်တယ်ဒါကြောင့်မလို့ပဲအချိန်တစ်ခုကြာတဲ့ချိန်မှာတို့လိုချင်တဲ့ brand set တို့လိုချင်တဲ့ furniture ကိုဒါရောက်ရှိတာဖြစ်ပါတယ် ဆိုတော့ချမ်းသာကြွားခြင်းလဲဆိုရင်ကိုယ်နေနဲ့ကိန်းကနန်းနေယူဆိုင်ဖို့လိုတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကဒီ financial report တွေဖတ်တာကျွန်တော်တို့ဒီစွန့်စားမှုတွေတွက်ချက်ပြီးတော့မှဒါစီးပွားရေးလောက်တာ investment လောက်တာအစားအသောက်ကျွန်တော်လှုပ်ဆောင်မှုအရေးကြီးပါတယ်အထူးသဖြင့်တော့စီးပွားရေးမှာဆိုရင်ကျွန်တော်တို့ကဒီ statement သုံးခုပေါ့နော် income statement ဒါ profit and loss statement လည်းခေါ်တယ်နောက်ကျွန်တော် balance sheet ရှိမယ်ပြီးရင်တော့ cash flow statement ရှိမယ်ဒီလို financial report တွေကိုကျွန်တော်တို့ကဖတ်တတ်အောင်နားလည်အောင်ကျွန်တော်တို့လှုပ်ထားဖို့ important ရှိကြပါတယ် တို့တိုင်ငွေကြေးနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်